ဇလန်းစမှာတော့အရန်ရေးကြီးတဲ့ကိစ္စကိုခိုင်းကအကြီးကဲတွေရဲ့ခန်းစီချက်အရာသူတို့နှစ်ယောက်လည်းအဆောင်အင်းပြကိုအတုံးပြူပြီးအစီရင်ကိုအတက်သွင်းလိုက်ပါတယ်နောက်တစ်ခါမှာတော့စီရော့ကြီးရှောင်းပိုင်းကိုရည်ရည်နဲ့ကျန်းဟုံတို့ဒုံဆိုင်အမြန်စီးလာခဲ့ရတဲ့အကြောင်းအရင်းကသူမမရှိချိန်မှာဒီပါရေးဌာနကလူကြီးတွေကသူမလူအားလုံးကိုတောင်းဝင်ပေးလိုက်တာကြောင့်သူတို့တွေ တခုခုဖြစ်သွားမှာကိုစိုးရိမ်စေးကြောင့်ဖြစ်နေခဲ့ပြီးတခုခုဖြစ်ရင်လည်းပြည်ပရေးဌာနကအဖိုးကြီးတွေကိုအလုပ်ပေးမှာမဟုတ်ပါဘူးကျောင်းဝန်ကလည်းခဏနေကြအစင်မြင့်မိစ္ဆာတွေနဲ့တွေ့ခဲ့ရင်လည်းမတိုင်းနိုင်ရင်ရှောင်ပြေးဖို့ကိုမှာနေခဲ့ပြီးအစင်သုံးမိစ္ဆာကတောင်းမင်းလေးဘုံအစင်တပညာရှင်နဲ့ရှင်နိုင်တာကြောင့်သူ့ကိုထွက်ပြေးပြီးအနာဂတ်မှာအသက်ရှင်နိုင်အောင်လုပ်ဖို့ကိုလည်းပြောနေခဲ့ပါတယ် ခဏနေတော့အတွင်းပိုင်းကိုတွားတဲ့ဝင်ပေါက်နေရာနန်းကိုမိသွားလို့ရက်ပြီးစဉ်းစားနေခဲ့ပါတယ်။တစ်ဖက်မှာတော့မမိတ်စာကြီးအများပြားကိုလေထားသွားတိုင်းအတုံးပြူပြီးနတ်ဆိုးနေနေအဆောင်တွေနဲ့တိုက်ခိုက်နေခဲ့တာနောက်ဆုံးမှာတော့နတ်ဆိုးနေနေအဆောင်က ခုံသွားခဲ့ပြီးဖပြေးရတယ်။အမပေးကယ်ပါလို့လည်းပေါ်နေခဲ့ပါတယ်။ဒီချိန်မှာပဲဓာတ်ချောင်းနဲ့တိုင်းခွက်တစ်ခွက်အတုံးပြူုံနဲ့ဝမိတ်စာတွေအကုန်ခဲကုန်ခဲ့ပြီးသူမနောက်မှာလည်းတစ်ချက်ထူထောင်းတာနဲ့ ခဲနေတာဒီအကုန်ပျောက်သွားစီတဲ့လူပါပါလာခဲ့ပါတယ်။သူတို့ကထွက်ပြေးတဲ့လူရဲ့အမပင်နဲ့အကိုမုံပဲဖြစ်ပါတယ်။အမပင်နဲ့အကိုမုံတို့ကအရှိဆက်သွားနေခဲ့ရင်သူကလည်းအရှိကတာမြင့်နေပြီဖြစ်ပြီး ခမ်းမကအတွင်းမိုင်းကိုပဲရှင်းလင်းခိုင်းခဲ့တာဖြစ်လို့အခုဒီဝက်တွေထွက်ပြေးလာရတာကလည်းသူတို့အကြောင်းရှိလို့နေမှာပါ။စဉ်းစားပြီးမတော်ဘူးအကြောင်းကိုကြောက်လန့်တကြားပြောနေခဲ့ပါတယ်။ဒီဘက်မှာလည်းကျန်းကုန်တဲ့ရည်ရီတို့က ဝက်မိစာတွေကိုတိုက်ခိုက်ရှင်းလင်းနေခဲ့ပြီးဒီကနေအပြင်းစီးကမိစာတွေကိုရှင်းအောင်ရှင်းပြီးပြီးအခုဝက်မိစာတွေကအတွင်းစီးကဖက်လာတာဖြစ်ရမယ်လို့ပြောနေခဲ့ပါတယ်။ကျန်းဝန်ကလည်းကြည့်ရတာတခုခုကသူတို့ကိုမောင်းထုံးနေတယ်လို့ပဲပြန်ပြောလိုက်ပါတယ်။ထို့ကြောင့်ရည်ရည်လဲအတွင်းစီးမှာပြဿနာတက်နေပြီလို့ပြောကရှောင်းပိုင်းကိုဝက်မိစာတွေလာတဲ့လမ်းအတိုင်းသွားခိုင်းပါတော့တယ်။အတွင်းစီးဝင်ပေါ့ကိုသွားနေခဲ့ရင် ထန်းရီကလည်းပေါ်လာခဲ့ပြီးသူမကို မိစ္ဆာသားရဲ့ရဲ့သွေးဘယ်ချိန်ယူလာမှာလဲလို့ပြောနေချိန်မှာရှောင်းပိုင်းကဖြတ်ချင်းရက်သွားပြီးအချက်ပြီးမိပန်းကို တွေ့ရနဲ့ရှောင်းပိုင်းကိုအ мян သွားခိုင်းပါတော့တယ်တစ်ဖက်မှာလည်းထွက်ပြေးနေတဲ့လူက အပင်ပေါ်တက်ပြီးဒီနေရာကိုအချက်ပြနေခဲ့ပြီးသူ့ရဲ့အပင်အောက်မှာလည်းအစင်းမြေမိစ္ဆာကသူ့ကိုတိုက်ခိုက်နေပါတယ်အမပင်နဲ့အခုမို့လို့မင်းယောက်ကလည်းမိစ္ဆာကိုမျက်တိုက်ဖို့ပြောနေကြပြီးနောက်သူမက မိစ္ဆာကို အကူပဲပြောတာခဲအောင်ပြုလုပ်လိုက်ပြီအကူမဟုတ်ကလည်းအပိုင်းပိုင်းဖြစ်သွားအောင်တိုက်ခိုက်လိုက်ပါလေသူကမှထွက်ပြေးတဲ့လူကအပင်ပေါ်ကဆင်းလာခဲ့ပြီးအကူမိစ္ဆာကိုသူတို့တွေတက်နေတာခုနှစ်ခါမကားတော့တာကြောင့်အခုတကယ်တည်ပြီလို့ပြောနေချိန်မှာမိစ္ဆာရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကအသက်ပြောင်းဝင်လာခဲ့ပြီးသူလည်းအပင်ပေါ်သို့ထပ်ပြီးတပြေးသွားခဲ့ပါလေအမပင်ကတော့တော်ပြီပြောကပင်ကိုခုတ်လိုက်တာအကူမဟုတ်တာ အပင်ကိုထမ်းပြီးပြေးကြပါတော့တယ်။တောင်ကြားလမ်းတနေရာအရောက်မှာမိစ္ဆာအနောက်ကတိုက်လာနေတယ်လို့သူတို့တွေပြေးနေရတာကိုလည်းရီရီတို့ကတွေးရှိသွားခဲ့ပါပြီ။တစ်ဖက်မှာလည်းပြေးနေရင်အရှိမတေလန်းကိုတွေးတော့ပြေးတာကိုရက်လိုက်ရပြီ။အနောက်ကမိစ္ဆာကလည်းသူတို့စီခုံဝင်လာခဲ့ပါလိမ့်။ထိုချိန်မှာပဲလင်မြတဲ့ခြေလမ်းနဲ့အတူသူတို့သုံးယောက်လုံးကိုမျက်လုံးပြူးစီအောင်မိစ္ဆာကိုလွတ်လပ်တော့အောင်တိုက်ခိုက်လိုက်ပြီး ကျန်းဟုံလောက်လာခဲ့ပါတယ်။တန်းကြီးလည်းဒီမိစ္ဆာကအစင်သုံးမိစ္ဆာပြန့်ဖို့ဖြစ်ပြီးမိစ္ဆာတာရဲရဲ့၂၈ကောင်ထဲမှာအမှတ်စဉ်26ပဲဆိုကကျန်းဟုံကိုပြန့်ဖို့မိစ္ဆာရဲ့အနှစ်သာရသွေးကိုယူခိုင်းပါတော့လေ။ကျန်းဟုံလည်းမိဖို့ထဲမှာရှိနေတဲ့မိစ္ဆာတာရဲကဘလို့လို့ဒီနေရာမှာပေါ်လာလဲလို့ပြန်ပေးလိုက်ပြီးတန်းကြီးကလည်းမိဖို့အတွင်းနှွေရမကြီးကသူ့ကိုပုံစံပြပေးတာပဲဖြစ်ပြီး သူတို့ကသုံးလောကကိုလွှမ်းမိုးထားတာဒီမှာပေါ်လာတာကဘာမှမထူးဆန်းဘူးလို့ကျမ်းပေါ်ရဲ့တိုက်ခိုက်စွာကအနာဂတ်ရည်ရင်အစစ်နဲ့ပဲအစွမ်းထက်လာဘူးအကူမတွေ့ဘူးသိပါဘူးလို့ပြောနေချိန်မှာပဲကျမ်းပေါ်မိစ္ဆာကိုရှောင်းပိုင်းဒီကြီးတို့ကတိုက်ခိုက်လိုက်ပြီးကျမ်းဟုံကတော့အစိတ်စိတ်ပိုင်ပိုင်ဖြစ်အောင်တိုက်ခိုက်လိုက်ပါလေကျမ်းပေါ်မိစ္ဆာလည်းပြန်အသက်ဝင်လာပြီးမြည်ကြီးကမိလောင်အဆောင်နဲ့အဆုံးသတ်ပြေးလိုက်ပါလေ ဒီကြီးကသူတို့သုံးယောက်ရဲ့ခေါင်းဆောင်ဖြစ်နေခဲ့ပြီးကျန်းကုန်ကိုသူတို့သုံးယောက်နဲ့မိတ်ဆက်ပေးပါတော့တယ်အမပင်ရဲ့နာမည်ကချင်းပင်ဖြစ်ပြီးနဗျာတပြက်အဖွဲ့ရဲ့အတော်ဆုံးလူစမ်းကျယ်မနာဘုံအဆင့်ခွနဲ့ပဲဖြစ်တယ်လို့ကြီးခဲကိုကျန်းကျွန်းကြီးချင်းထဲကျုံနိုင်တဲ့လူလို့မိတ်ဆက်ပေးလိုက်ပြီးကျန်းကုန်ကိုသူတို့တွေတွေချင်းပင်ရဲ့အခြေစိုက်ကအေဒီအေးဆက်နိုင်ပြီးလူကတော့အကောင်းဆုံးပဲလို့ပြောနေခဲ့ပါတယ် အကုံဘုတ်ကနှူးမှန်ဖြစ်ပြီးစမ်းကြံမန္တရာဘုတ်အဆင့်တုံးကောင်းကောင်းစားကောင်းကောင်းအိတ်တဲ့တိုက်ပွဲတွေမှာတတိရှိပြီးရဲရင်တယ်လို့ပြောပြနေခဲ့ပါတယ်။ကျန်းဟုန်ကလည်းမတည့်ရက်နေရင်တော့အိပ်ပျော်နေတဲ့နှူးမှန်ကိုကြည့်ရတာနဖီးရတပားပဲလို့တွေးနေခဲ့ပါတယ်။နောက်ဆုံးထွက်ပြေးနေကြလူကိုတော့ဂျီဂျီကထားလိုက်တော့ပြောကနှူးမှန်ကိုဒီကိစ္စတွေအကြောင်းပြပရေးရခမ်းမကိုအကြောင်းကြားရမယ်လို့ပြောကထပ်သွားကြပါတယ်။ထွက်ပြေးတဲ့လူက ူ့ကိုဘာလို့မိတ်ဆက်မပေးရတာလဲခေါင်းဆောင်ဆိုပြီးအော်ပြောနေခဲ့ပါတယ်။ကျန်းုံကတော့အကူကျန်းလန်ဆိုကကာဗလာယူလိုက်ပါတယ်။ထို့ကြောင့်ကျန်းလန်လည်းခေါင်းဆောင်ကသူ့နာမည်ကိုကျူတော်ထားတယ်လို့ထင်နေပြီးပျော်နေခဲ့ပြီးမဲ့တကယ်တမ်းမှာတော့ဂျီဂျီကလာတဲ့ကကျန်းလန်လို့အတက်ကုန်အော်ထားလို့ပါဒီလိုနဲ့ကျန်းလန်လည်းသူ့ရဲ့မူအတန်းကျဲဟုံကိုတော်ပြီထည့်ရင်သူတို့တွေဖက်လာခဲ့ကြပါတယ် ညီညီလေအဓိကဖြစ်စဉ်တွေကိုစဉ်းစားရင်လွန်ခဲ့တဲ့ငါးနှစ်လောက်ကပြက်ပေါ်မိစ္ဆာကိုနေရာတကယ်နဲ့တကူးကြီးဟန်လို့ကခုနှစ်ဆင်ကျဲအောက်မှာချိတ်ပိတ်ထားခဲ့တာပါပြီးတော့ဘီယာတကယ်ကနှစ်တိုင်းချိတ်ပိတ်စီတစ်စိတ်ကိုဦးစီးလုံးနေကြသဘောတရားအရဆိုရင်လွတ်ဖို့မဖြစ်နိုင်ဘူးတစုံတစ်ယောက်ကခုနှစ်ဆင်ကျဲအစီရင်ကိုဖြစ်လိုက်တာလေးပါဒီကိစ္စကိုဂေယသခင်ကိုတင်ပြရမယ်လို့ပြောနေခဲ့ပါတယ်။ဒီချိန်မှာပြက်မော်မိစ္ဆာရဲ့တွေးတွေဟာ စုထားခဲ့ပြီးဝပောက်လေးတကောင်ပေါ်လာခဲ့ပါတော့နဲ့တလန်းအဆမှာတော့မီးဖိုးတွေဖြစ်ကြတဲ့ဟန်ဖိုးကြီးနဲ့ဟန်ဆောင်ကသူတို့ရဲ့ကိစ္စကိုဂျန်ဟုံကဖျက်ဆီးလိုက်တဲ့အကြောင်းပြောဆိုနေကြပါတယ်ဟန်ဆောင်ကလည်းဂျန်ဟုံကိုဇီဘူးခဲရောင်ကြီးအစင်ခွနဲ့ဆိုပေမဲ့နဲ့တကူတခုတည်းမဟုတ်ပဲတခြားထူးဆန်းတာတွေလည်းရှိသေးတယ်လို့ပြောနေခဲ့ပါတယ်ထို့ကြောင့်ဟန်ဖိုးကြီးလည်းသူကိစ္စကိုဖျက်ဆီးတဲ့ဂျန်ဟုံရဲ့အတက်ကိုယူဖို့ ဂျပန်ကိုအမောင်မျိုးတွေမှာလူသွားချခိုင်ပြီးဒါငါပြီးလူသက်မဲ့အစီအစဉ်ကိုညီဖြစ်သူအားပြောကြားလိုက်ပါတယ်အမောင်မျိုးတော်တွေမှာလူသက်တာသွေးစားတာကိုမကြံတဲ့နတ်ဆိုးတွေပဲဆိုတော့ကြော်ရင်ရင်နဲ့ဂျဲဟန်တို့ဒီတစ်ခေါက်တေချာပေါက်ပေးရမယ်လို့ခံရှောင်းလဲပြန်ပြောပြီးအားရနေခဲ့ပါတယ်ထိုချိန်မှာပဲကမ်းမရဲ့တကားပွင့်သွားပြီးရပိုင်းတော့မရှိတာနဲ့ဒီအိမ်တော်ရဲ့နေရာပြောင်းသွားတာလားဆိုတဲ့အကန့်ထပ်ပေါ်လာခဲ့တယ်လို့ခံရှောင်းကလည်း လေဖုံပူပူလေးကိုတွေးဆုံပါတယ်ပြောကဂါရတ်အမြန်ပြူလိုက်ပါတယ်။ထန်ဖူးကြီးကလည်းဂျင်းမောင်းလို့ခေါ်ကမေ15ရက်နေ့မှအပြင်ထွက်လာမှာမဟုတ်ဘူးလားလို့မေးနေခဲ့ပါတယ်။ဂျင်းမောင်းကလည်းသူ့ကိုမေကုန်းပြတ်ထုတ်ရဲတယ်နော်လို့ပြောလိုက်ပြီးခြေချမ်းတောင်ကမိစအမွေတက်ကဘလို့ဖြစ်တာလဲလို့ပြန်မေးလိုက်ပါတယ်။ဂိုင်းသုံးဂိုင်းကတိုင်ဝဲစတင်တော့မှမလို့ကျူတင်ပြင်ဆင်မှုမလုပ်ရင်တက်ဖြတ်ခြင်းနဲ့ဘုရားအဖွဲကကောင်းလေးတွေကအကြီးမားဆုံးအတားစီဖြစ်လာမှာသိကြတယ် အနံ့ရသူလေဖုံးဘွဲဖြည့်ရမယ်လို့ဟန်အဖူးကြီးကအဖြေပြန်ပေးလိုက်ပြီကျိုကြီးကြီးကအနံ့ရရေရမ်းကျွယ်ကအဲ့ဒီလူကြီးတွေလင်းရမုံဘက်ကိုပလိုက်ကြလိမ့်မယ်အဲ့ဒီအချိန်ကျမှမင်းရဲ့ဒုတိယကောင်းဆောင်ကိုပြန်လူယူခြင်းရေကောင်းဝင်ကိုတက်တာနဲ့ပိုခက်ခဲလိမ့်မယ်လို့ပြန်ပြောလိုက်ပါတယ်ဂျင်းမောင်ကတော့ဒေါသတကြီးဟုတ်လာပြီအချိန်မနေနဲ့ကောင်းဝင်ကျဲပွဲအဆောင်ကိုလည်းမင်းခိုးသွားတာမလားလို့ဝေးလိုက်ပါတယ်ဟန်အဖူးကြီးက အကူကြီးဖြစ်တာကြောင့်အဆောင်တစ်ခုယူလာဘာဖြစ်လဲလို့ပြန်ပြောလိုက်ပါတယ်။ရင်းမောင်လည်းဘာမှမပြောတော့ဘဲပြန်ဖို့ရောမေးလိုက်ပါတယ်။နေဖုံးလည်းကျော်ကြီးတို့တရခံလိုက်ရပြီးမူလအစစ်စစ်တိုင်းဆိုဘာမှမားစရာမရှိပဲကျန်းဝင်ဆိုတဲ့ကောင်ဂျုံတရပေါ်လာခဲ့တယ်။သူ့ရဲ့ထူးခြားတဲ့စွမ်းအားကအရေးကို ခွဲထွက်နိုင်တယ်။ကောက်ွယ်ဖို့အတော်ခက်ခဲတယ်လို့အဖြေပြန်ပေးခဲ့ပါတယ်။ရင်းမောင်လည်းအရေးကိုခွဲထွက်နိုင်တယ်ဆိုတော့ ျန်းဟွန်ရဲ့ဇင်းမြစ်ကိုထပ်မေးနေခဲ့ပါတယ်။နေဖုံးကလည်းသူသည်သူ့လောက်ဖြစ်တဲ့ကျန်းဟွန်ရှီလီရွာကလာတယ်။အခုတော့တက်ဖြတ်ခြင်းနဲ့ဘုရားဘွက်ကဖြစ်သွားပြီလို့ပြန်ပြောလိုက်ပါတယ်။ဟုတ်မလို့လို့နဲ့ဂျင်းမောက်ကလည်းလုံးရင်လည်းတစ်ချက်နဲ့အပြည့်လုံးဖို့နဲ့ဖို့လဲမရဓမ္မလည်းဆုံးတော့ထမလုံးလာနဲ့ပြောကထပ်သွားပါတော့တယ်။နေဖုံးလည်းဘူးလေးကကျန်းဟွန်ကိုစိတ်ဝင်စားလာလို့အဖိုးဖြစ်သူကိုမေးလိုက်ပါတယ်။အဖိုးကြီးကလည်း သူ့ကိုစိတ်ဝင်စားတဲ့လူကြီးရဲ့အုပ်ဘူပေါ်ကညက်တော့သုံးပေလောက်မြင့်နေပြီလို့ပြောလိုက်ပါတော့တယ်။နောက်တစ်ခါမှတော့ကျန်းဟုံလည်းခရမ်းဘုံအစင်းရှိကိုထိုးပေါက်နေခဲ့ပါတယ်။အတွင်းကြီးရခမ်းမကပေးရစည်းတွေနဲ့ပဲဆိုရင်လုံလောက်ဖို့လိုသေးတယ်လို့တွေးနေချိန်အခန်းထဲမှာငူမမှန်လာဘူးခံစားမိလာခဲ့တဲ့နောက်ထွက်လာခဲ့ဖို့ပြောလိုက်ပါတယ်။ထို့ကြောင့်မှကျန်းဟုံသူ့ဘူကြီးသူ့မှာခန္ဓာရှိပြီလို့ပြောက ဝါကလေးပေါ်လာခဲ့ပါတယ်။ ဒီဘက်ကထန်းယီဖြစ်နေခဲ့ပြီးရက်ပေါ်မိစားရဲ့အနှစ်သာရတွေစိတ်ယူခဲ့ပြီးနောက်ခန္ဓာဖွဲ့စည်းခြင်းခဲ့ပြီးမဲ့မထင်ရခဲ့တာကအခုလိုဖြစ်သွားခဲ့တာဘူးပါဒါပေမဲ့လည်းသူမကအခုလိုပုံစံလေးနဲ့လည်းချစ်ဖို့ကောင်းနေလို့ဥပါသာကိုအမွန်းတင်နေခဲ့ပြီးစိတ်သားဒီစကြလုံးစားဖို့ကိုပူဇော်ပါတော့တယ်ထူချိန်ပါပဲသမင်းစားမယ်ပြောကရည်ရည်တို့တစ်ဖွဲ့လုံးချောက်လာပြီးဝက်ပေါက်လေးထန်းယီကိုတွေ့သွားပါတော့တယ်ထူချာမှအိမ်မွေးစလေးဆန်ဖြစ်သွားခဲ့ပြီး စကားလည်းပြောတတ်တော့တစ်ဖွဲ့လုံးကစားနောက်ကြပါတော့လေ။ရောင်တခဲမှာလို့ထိုးရှုကလည်းညစာစားတော့ဘူးကိုခေါ်လိုက်ပါလေ။တစ်ဖွဲ့လုံးကလည်းကျန်းကုန်နဲ့ရှောင်းလီအာကိုမဖျားတက်ပြတဲ့အဖွဲ့ကိုဝင်ရောက်လို့ဒီရက်ဖွဲ့တိုက်ခါကျူစူနေခဲ့ကြပါလေ။သူတို့တွေလည်းစားတော့နေခဲ့ကြပြီးကြီးကြီးကနေမဖျားတက်ပြတ်အဖွဲ့လိုပဲဟန်လီဖုံးကြီးအဖွဲ့ဖြစ်တဲ့တက်ပြတ်ဝင်အဖွဲ့ကလူများပြီမဲ့အကြီးအကျယ်ကအကြီးမကြီးပဲ။ အရေးသေးကအရေးကြီးချောင်းကိုကျန်းဟွန်ကပြောပြနေခဲ့ပြီး နေဖုံးမှာဗာကြီးပဲရှိနေပါသည်လူရဆုသုံးခုရဲ့ပြိုင်ပွဲမှာသူမရဲ့လက်ဖျားတက်ဖြတ်ခြင်းအပွဲကအနိုင်ရရမယ်လို့ပြောနေခဲ့ပါတယ်တစ်ဖွဲ့လုံးတော်ရှင်နေခဲ့ပြီးကျန်းဟွန်လည်းအဖေနဲ့အမေထထွားပြီးနောက်ညီမဖြစ်သူချောင်းလီအားတော်ရှင်နေတာကိုမမြင်ရတာကြာနေပြီလို့တွေးနေခဲ့ရင်တက်ဖြတ်လို့စိတ်ကိုခံစားလိုက်ရပြီးအနောက်ကလည်းဓာရီကလည်းဝင်လာခဲ့ပါတယ် ဒီတိုက်ခိုက်မှုကိုချင်းမင်ကခုခံလိုက်ပြီးနောက်ထပ်တိုက်ခိုက်မှုကိုတော့ကျန်းလန်ကကာကွယ်ခဲ့ပြီးမဲ့ကြကြတော့တောက်မခံနိုင်ခဲ့ပါဘူးခုနောက်ဂျီဂျီကိုလုံးချံမှုလုံးလိုက်ချိန်မှာကျန်းဟုံကဝင်ခုခံပေးလိုက်ပါတယ်ခုနောက်ဗလာရလုံးချံသူကချုံနောက်အစီရင်ကိုအတုံးပြလိုက်တာကြောင့်ဂျီဂျီတို့တစ်ဖွဲ့လုံးချုံနောက်ခံခဲ့ရပြီးမဲ့ကျန်းဟုံကလုံးရောက်သွားခဲ့ပါတယ်လုံးချံသူလည်းအိမ်ခေါမိုးပေါ်ခုံတက်လိုက်ပြီး ထုံတော်ခံရသူတွေကိုအကဲခတ်လိုက်ရင်မဖြစ်နိုင်တာက သူ့ရဲ့ဝိညာဉ်ထုံတော်ရဲ့အတက်ကနေဘယ်သူမှမလွတ်မြောက်နိုင်ပါဘူး။ဒါပေမဲ့ကျန်းုံကသူ့အနောက်ရောက်နေပြီးဒါနဲ့အချက်ခုတ်လိုက်ပါတယ်။ထို့နောက်နှစ်ယောက်သားတိုက်ခိုက်နေခဲ့ပြီးကျန်းုံရဲ့အကွက်ပဲဖြစ်တဲ့အကွက်နဲ့အနိုင်ယူခဲ့ပြီးတစ်ခွေလုံးကိုပြင်တင်ခဲ့ပါတယ်။ကျောင်းဝန်ကဆူလာခဲ့ပြီ ျမ်းလန်နဲ့ကြောက်နေခဲ့ပြီနဲ့ထုံးစံအတိုင်းအပင်ပေါ်တက်ပုံနေခဲ့တာပါသူတို့ကိုလုံချန်သူကမျက်စိတစ်ဖက်နဲ့မကောင်းဆိုးွားဖြစ်ပြီးအစ်စ်နဲ့ဝိညာဉ်မိစ္ဆာဖြစ်တယ်လို့ဒီနေရာကအတိအကျမရှိပဲတခြားသူတွေမှငားရမယ်အလွယ်တကူကိုတင်ပြမှာမဟုတ်ပါဘူးဒါကြောင့်ကြိုရီရင်းမုံလည်းတော့ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်ဒီကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်နောက်ထပ်အပိုင်းတွေလာဦးမှာမလို့ကျွန်တော် channel လေးကို subscribe လေးဒါပေးဖို့မြတ်တာရက်ခံခြင်းပါတယ်